မင်္ဂလာပါရှင်။ရေဝကတိချန်နဲ့နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ်။ပေါင်းမြုံနယ်မှာစစ်ကြောင်းတို့နဲ့စစ်တပ်ကိုကြောင်ပြတိုက်ခိုက်မှုစစ်သား16ဦးသေဆုံးပြီး3ဦးရှင်ဖမ်းပြီးစစ်သားလောင်းတွေကိုလမ်းမေးမှာဖြစ်တယ်လို့ဆုံးဖြတ်ခဲ့ပြီးလက်နက်ကင်အများပြားသိမ်းစီရရှိ။မကွေးတိုင်းပေါင်းမြုံနယ်တွင်စစ်ကြောင်းတို့နဲ့ဂျပပန်စစ်တပ်ကိုကြောင်ပြတိုက်ခိုက်ရာစစ်သား16ဦးသေဆုံးပြီး3ဦးရှင်ဖမ်းပြီးကလက်နက်ငါးလက်သိမ်းစီရရှိပြီးစစ်သားလောင်းတွေကိုလမ်းမေးမှာဆုံးဖြတ်ခဲ့ကြ။ပေါင်းမြုံနယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တော်ဝင်ရှိသူကပြောပါရတယ်။ အော်တိုဘလ30ရက်နေ့ကစတင်ပြီးတော့မိတ္တလာခြေဆိုင်တမ69ကထွက်လာတဲ့အင်အားတရာကျော်ပါစစ်တပ်စစ်ကြောင်းကစိတ်ဖြူမြွနဲ့ကပ္ပစာ20နေ့ကတဆင်ပေါ့မြွနဲ့တောင်ပိုင်းကိုစတင်စစ်ကြောင်းတို့ရောက်လာခြင်းဖြစ်ကြောင်းထိုစစ်တပ်စစ်ကြောင်းမှာအမှတ်ဆက်၄အမှတ်ဆက်9နဲ့ခမတရာကိုတိုင်မှာစစ်သားတွေပူပေါင်းထားခြင်းဖြစ်ပါတယ်။ထိုစစ်ကြောင်းကယူကြီးရွာနောက်ဘက်မှာရှားပင်ရွာမိုးကောင်းချောင်းမှာအသက်30ကျော်ရဲ့ကိုရွှေမင်းနဲ့ယူကြီးတော်မှာ40ကျော်ရဲ့ကိုကျော်နိုင်ထွန်းတို့ဖမ်းဆီးတပ်ဖြတ်ခဲ့ပြီးချက်ကန်ရွာမှာနေခုနှစ်လုံးကိုမိရှို့ဖြတ်ဆီးခဲ့တယ်။ နိုဝင်ဘာလတွင်နေမှာဂျပန်စစ်တပ်စစ်ကြောင်းနဲ့တော်လိုင်းတပ်ဖွဲ့တွေကြောက်ကကြေးအာနေမှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြတိုက်ပွဲအတွင်းဂျပန်စစ်တပ်ဘက်က10ဦးသေဆုံးပြီးတော့စစ်သားလောင်းတွေကိုတိုက်ပွဲဖြစ်ပွားနေရာတွေမှာဆုံးဖြတ်ထားခဲ့ကြောင်းထို့ပြင်စစ်သား10ဦးခန့်ကိုလည်းထိခိုက်ဒဏ်ရာရှိခဲ့ပြီးတန်းစစ်နေတဲ့တပ်ထုတ်ကပင်တောင်ပြူစောတိယကိုပြန်လည်ဆုတ်ခွာသွားကြောင်းသိရတယ်နိုင်မာလ9ရက်နေ့မှာတို့စစ်တဲ့စစ်ကြောင်းကအင်အား130ခန်းနဲ့ပေါင်းမြုပ်နေတောင်ပိုင်းဒီ6ရွာမှာအရှိရက်ကိုဥတီစစ်ကြောင်းဒေါ်လာစင်းရောကြောင်းမှာတိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထိုထိတဲ့တိုက်ပွဲတွင်ဂျပန်စစ်တပ်က9ဦးသေဆုံးကတနက်9လပောင်းဝင်ခဲ့နေသိရရှိခဲ့တယ်။တိုက်ပွဲများတွင်ဂျပန်စစ်သား၏တပ်ကနေ MA1 တနက်တလက် MA2 တနက်တလက် MA3 တနက်တလက်ကာပိုင်တနက်တလက် MAG ပေါက် Y3 ခု MAG ပေါက်16ခုကြီးမျိုးမျိုး1500ခန်း60မမ5ခု RPG 9ခု Inaga 10ခုတိုက်မိုင်ကြောင့်လုံးနေမိုင်ကမုံစလစ်မိုင်ကလုံးလက်ပစ်ပုံကြောင့်လုံးစက်သွေးစက်ကြီးတလုံးကွန်ပျူတာတလုံး ဘလူးတူးဘောက်တစ်လုံးရေချိုင်နှလုံးဒါသုံးလက်ဖုန်းနှလုံး73833လုံးခေါက်ဆိုလာနှစ်ခုမီချိုခွေတုံးခုပါဝါဘန်တစ်လုံးပါဝင်ဆက်ဆက်ပစ္စည်းကြောကိုတင်ဆက်ရရှိခဲ့တယ်အလားတူအော်တိုဘာလ20ကွယ်နေကလည်းဂျပန်စစ်တဲစစ်ကြောင်းမှထွက်ပြေးတာနဲ့ကာမာတရားကိုတိုင်မှစစ်သားတောင်းနဲ့ကာမာလေးရတဆက်ကိုတိုင်မှစစ်သားတောင်းတို့ကအပီဂျီတလက်အပူလေးဘူး MA4 တလက် 40mm ပုံစံနှလုံးလက်ပြပုံနှလုံး5.5စီချီတရားတောင်းနဲ့ G3 G6 တောင်းလို့နဲ့တို့ဖန်ဆင်းရမိခဲ့ကြောင်းထို့ပြင်နိုဝင်ဘာလ9ရက်နေ့ကလည်းစစ်တပ်စစ်ကြောင်းမှထွက်ပြေးတဲ့တမ69လောက်ကန်ခါမ14တိုင်ကစစ်မှုရန်တင်သက်တတကို MA1 တနတ်တလက် G ပေါင်းတုံးပေါင်း5.5စီချီတရားအီနာကတလုံးလက်ပြပုံတလုံးနဲ့ RPG ဘုတ်တပုတ်နဲ့တို့ဖန်ဆင်းရမိခဲ့ပါတယ်မဆိုပါတိုက်ခိုက်မှုကိုပေါင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါက်ပကဖာပေါက်စိတ်ပြုတ်တဲ့အနေနဲ့ MGY PDF တို့ကပူးပေါင်းလုံဆောင်ခဲ့ပါတယ် ဆက်လက်ပြီးစားလင်းကြီးဝန်ပေါင်းကုမ္ပဏီမှတက်ဆွဲထားတဲ့စစ်တပ်ကိုလက်နက်ကြီးနဲ့ပြစ်ကတ်တိုက်ခိုက်မှုစစ်တပ်ဘက်ကထိခိုက်ဒိဆုံးမှုရှိစစ်တပ်ကကြေးရော်တွေကိုစစ်တပ်လေဒီနဲ့ပုံကျဲတိုက်ခိုက်စကိုင်းတိုင်းစားလင်းကြီးမြို့နယ်ဝန်ပေါင်းကုမ္ပဏီမှတက်ဆွဲထားတဲ့ဂျပန်စစ်တပ်ကိုလက်နက်ကြီးနဲ့ပြစ်ကတ်တိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်ဒိဆုံးမှုရှိကြောင်းဒေသတွင်သတင်းမြစ်တွေကပြောပါတယ် နိုဝင်ဘာ14ရက်နေ့ည9:00နာရီကျော်ကမှဝန်ပေါင်းကုမ္ပဏီဝင်းတွင်တက်ဆွဲထားတဲ့ဂျပန်စစ်တပ်ကိုလက်နက်ကြီး73လုံးနဲ့တော်လိုင်းတပ်ဖွဲ့တွေကတောင်းပြကတိုက်ခိုက်ခဲ့ကြောင်းသိရတယ်။ဒုတိုက်ခိုက်မှုတွင်ဂျပန်စစ်တပ်ဘက်ကနှစ်ဦးထိမှန်ပြီးပြင်းထန်တဲ့အရှိကတိုက်ဆုံနိုင်ကြောင်းထို့ပြင်ကုမ္ပဏီဝင်းတွင်မှလည်းဂျပန်တန်နေစွန့်ညံသာတပ်ဖွဲ့ခဲ့ကြောင်းသိရတယ်။နိုဝင်ဘာလ15ရက်နေ့ည9:00နာရီကျော်ကမှလည်းဂျပန်စစ်တပ်စက်တက်လေးဒီ3စီကဝန်ပောင်းကုမ္ပဏီဝင်သည့်ဝဲပြံပြီးဘောင်းကတာရွာနီးတဝိုက်ကိုပုံကျတိုက်ခိုက်သွားကြောင်းထိုတိုက်ခိုက်မှုတွင်ပြည်သူတွေထိခိုက်ရှိမှရှိကိုတည်ပြနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်။ ထို့ပြင်စားလင်းချင်းမြို့နယ်ဝက်မွေးရအတွင်းကနေဆုတ်ခွာသွားတဲ့ဂျပန်စစ်သားတွေကလည်းယနေ့မနက်ပိုင်းမှာပလောင်ရွာကနေဝက်မွေးရအတွင်းပြန်လည်ဝင်ရောက်လာပြီးပြည်သူပိုင်နေတွေကိုဝင်ရောက်ပွင့်တော့ကလက်ကင်ဖုန်တွေကိုတန်ယူသွားပါတယ်။အလားတူပလောင်ရွာအတွင်းရောက်ရှိနေတဲ့ဂျပန်စစ်သားတွေကလည်းပလောင်ရွာလမ်းဆုံမှာစစ်ဆေးပြုလုပ်နေကစိုင်းကတစည်းကိုငွေကြေးတထောင်တောင်းရမီငွေကြေးမပေးနိုင်သူတွေတချင်းအဆုတ်ခိုင်းကြောင်းသိရတယ်။နိုဝင်ဘာလ17ရက်နေ့ပိုင်းကလည်းစာလင်ကြီးမြို့နယ်ဝက်ဘောက်ကမ်ပဏီတွင်တက်ဆွဲထားတဲ့ဂျပန်စစ်တပ်ကိုဒေါ်လာတပ်ဖွဲ့ကရှော့တိုက်တုံးအလုံး30နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဆက်လက်ပြီးမော်မြွန်းနယ်မှာစစ်တပ်အတပ်များကကာနယ်ကျင်းတီတင်ကားတွေကိုမိုင်းဆက်တိုက်ခိုက်မှုဆက်သား၃သိန်းဆုံး။စကိုင်းတိုင်းမော်မြွန်းနယ်မှာဂျပ်ဖက်စစ်တပ်အတပ်များကကာနယ်ကျင်းတီတင်ကားတွေကိုမိုင်းဆက်တိုက်ခိုက်ရဆက်သား၃သိန်းဆုံးခဲ့ကြောင်းမော်ရဒိုင်နမိတ်စပယ်ရှယ်ထရက်ဖို့တောင်ရှိသူကပြောတယ်။နိုဝင်ဘာလ၁၄ရက်နေ့မနက်၉နာရီခန့်မှာမော်ရမြွန်းနယ်နမခါနယ်ဝမ်ပါကမ်ပဏီကထွက်လာတဲ့ဂျပ်ဖက်စစ်တပ်အတပ်များကကာရှိစီနဲ့ကျင်းတီတင်တွဲက22စီကိုတော်လိုက်တဲ့ပေါ်တွေကပြည်သားမိုင်းငါးလုံးနဲ့ပတ်ခွဲတိုက်ခိုက်ခဲ့တယ်။ထိုတိုက်ခိုက်မှုတွင် တွဲကားတွေကခင်မွန်ရဘတ်ဆောင်ချန်အနီးမှာထိုးရက်ခဲ့ပြီးတိုလိုင်းတပ်ဖွဲ့တွေကလက်နက်ကြီးတွေနဲ့ထက်မှန်ဝိုင်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်။ဆိုပါတိုက်ခိုက်မှုကို Brave Army ဘေးရှင်မအုပ်ဆောင်ပြီးဂျင်ဒစ်ဖိုက်တာ Cruiser FG နဲ့မော်ယာ Dynamite FDS တို့ပူးပေါင်းလုံဆောင်ခဲ့ပြီးတိုလိုင်းတပ်ဖွဲ့တွေတိုက်ခိုက်တဲ့ရရှိကတရားချင်းနေမစွန့်ရကြောင်းသိရပါတယ်။ဆက်လက်ပြီးစစ်တပ်အငိုင်းမိခဲ့ပြန်တဲ့မော်တော်မျိုးတိုက် တိုက်ပွဲစစ်တပ်ကရွေးကောက်ပွဲကျင်းပကဏ္ဍဆုံးရှုံးနေပြီပြန်လည်ထွန်းစစ်ဆင်ပြီးနေမြေချို့ပြန်လည်ထိန်းချုပ်နိုင်တာကြောင့်ပွဲပြီးပြီးစစ်တပ်ကနိုင်ပြီလို့ကြွေးကြော်နေကြချိန်မှာပဲ KNU ကနေဦးဆောင်နေမှာမိတ်တပ်တွေကမြန်မာထိုင်းနယ်စပ်ကမော်တော်မျိုးကိုတင်ပတ်လိုက်တဲ့အကြောင်းဒီတစ်ပတ်ပြောပြပါရစေ။ စစ်တပ်ကမြောက်ရီတင်ကန်ကြီးနောင်တဲ့အာရှဝေပြည်လန်ကိုဒိုးစစ်ဆင်ပြီးတော့ဆုံးရှုံးတိုင်းနယ်မြေကိုပြန်သိမ်းနိုင်ချိန်မှာ KNU KNL ကလည်းတနင်္သာရီမှာဒိုးစစ်ဆင်ပြီးနေဆက်မျိုးကိုပြန်သိမ်းပိုင်လိုက်တာပါစစ်တပ်ကမြောက်ရီတင်ကန်ကြီးနောင်၄ GB data scan တွေကိုပြန်လည်တင်းကျော်ပြီး KK ဘက်မှာကြားဖြတ်နေနေကောင်းစင်နေတဲ့ဇက်ကားရိုက်နေစဉ်မှာ KNU နဲ့ပူပေါင်းတပ်တွေမော်တော်မျိုးသိမ်းတိုက်ပွဲကိုအလင်းငိုင်းတိုက်ခိုက်ခဲ့တယ်ဒါကြောင့်စစ်တပ်အတွက်သူကျညာသားရွေးကောက်ပွဲတလားကျော်တာလိုအပ်ချိန်မှာစနေဆက်ကအရေးပါတဲ့မျိုးတစ်မျိုးလက်လွတ်ဆုံးရှုံးလိုက်ရမှာမို့အထင်သာသွားပါတယ် မော်တော်နေဆက်လမ်းကြောင်းပြန်လည်တင်ချုံနိုင်မှုစစ်တကဒိုးစစ်စင်နာပောင်းရင်တနင်္သာရီတိုင်းအတွင်းမှာစစ်ရင်အဖြစ်တင်စေးလှုံရှားမှုတွေလုပ်နေချိန်မှာတော်လိုင်းတက်တွေကလျှက်တပြက်ဒိုးစစ်စင်မီမြို့သိမ်းပိုက်ခဲ့တာပါနိုဝင်ဘာလ14ရက်နေ့မှာတင်ပိုင်လိုက်တဲ့မောဇောင်နေဆက်ကုံတဲမျိုးဟာမူလက KNU မိတ်တွေခရိုင်တနင်္သာရီမြို့နယ်ရဲ့ဌာနချုပ်ခြေဆက်အဖြစ်ပါတယ်။1992ခုနှစ်ဝင်းကျင်မှာစစ်တပ်ရဲ့ဒုစရိုက်ကြောင့်လက်လွတ်ခဲ့ရလို့ KNU မိတ်တွေခရိုင်တွင်မှုပရိုဆိုရနာကပြောတယ်။ နိုဝင်ဘာ၁၇ရက်ကစလို့တိုက်ပွဲကာလတကြောင်လို့စစ်တပ်ကလေကြောင်ပစ်ကိုပေးတိုက်ခိုက်ခဲ့ပေမဲ့မော်တော်မျိုးစကန်နီယာစစ်ကောင်စီကထုံးစံအတိုင်းတိုင်းဘက်ကိုထွက်ပြေးခဲ့ကြတယ်။တိုက်ပွဲတွင်စစ်တုံးမဲ၄၀ကျော်ဖမ်းဆီးရမိခဲ့တယ်။ဒါအပြင်၁20မမလက်နက်ကြီးနဲ့လက်ကြီး၁89တောင်း wifi စတဲ့နဲ့တလက်60မမ3လက် RPG နဲ့လက်ငချင်းမိတလက်လက်နဲ့ငယ်36လက်နဲ့တခြားလက်နဲ့ခင်အများပြသိစရာရှိခဲ့လို့ဗမာပြည်သူ့လူမျိုးရေးတပ်တော် Fourth of Federal Democracy တို့ကထုတ်ပြန်နေ ထိုင်းနိုင်ငံရဲ့ကိုအတွက်ပြည်သားရဲ့စစ်သားတွေမှာရရှိသောကဒဏ်ရာနဲ့ရထားလို့ထိုင်းအနာပိုင်းနေတဲ့ကစစ်ုံတင်ပေးထားလို့လည်းစုံစမ်းသိရပါတယ်။၂021ခုနှစ်ဆီယနာသိမ်းပြီးနောက်မှာစစ်တပ်စုံမှုထားအတ္တီဒေတာကိုကန်ဒီဦးဆောင်တဲ့ပူပေါင်းတပ်တွေကထိုးစစ်ဆင်ပြီး၂024ခုနှစ်မှာမော်တော်နဲ့ရေပြူကြလမ်းမတစ်ချောင်းကိုတော်လိုင်းတပ်တွေကတင်ချုံနိုင်ခဲ့ပါတယ်။ ကင်နီတက်မာလီယာအနာသိန်းစစ်တပ်စခန်းတွေစီကိုတိုက်ခိုက်သိမ်းပိုက်တဲ့စစ်စင်တွေကိုပေါ်ဆောင်တာနောက်ကြောင့်ဝေဖန်ခံခဲ့ရတဲ့တက်မာဖြစ်ပါတယ်။ဒါပေမဲ့2025ခုနှစ်မှာတော့စစ်တပ်အရေးပိုင်တဲ့စစ်စခန်းတွေကုန်သွယ်စခန်းတွေကိုမဟာမိတ်တွေနဲ့ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာပဲဖြစ်ပါတယ်။မြန်မာထိုင်းနယ်စပ်ကစစ်ကောင်စီရဲ့အတိကနယ်စပ်ကုန်သွယ်စကန်ဖြစ်တဲ့ TK နယ်စပ်ကုန်သွယ်စကန်ကိုထိန်းချုပ်ထားတဲ့ TK စစ်စကန်ကိုပြီးခဲ့တဲ့မေလ9ရက်မှာပြီးသက်သိမ်းပိုင်နိုင်ခဲ့တယ်။ TK စစ်ကဆိုရင်လည်း KNU တပ်မှလေးရဲ့ဌာနချုပ်အနေအထားဖြစ်လို့စီးရင်နိုင်ငံစီးပွားရေးအသံကသမိုင်းရပါအေးပါလာပါတယ်။ ။ဒါအပြင်စစ်တပ်ကတရုတ်ရုရှားအကူအညီနဲ့တံမြက်ထိုးစစ်တွေလုပ်ပြီးဆုံရှုံမျိုးတွေပြန်လည်ထိန်းချုပ်ဖို့ကြိုးစားနေပေမဲ့တော်လိုင်းတပ်တွေကမြို့ပေါင်း90လောက်ကိုထိန်းချုပ်ထားဆဲပဲဖြစ်ပါတယ်။ကျန်နေဘူပြောရေးဆိုခွင့်ရှိသူဘရိုဇော်ဒိုနီကလည်းခက်ခဲကြမ်းတဲ့လမ်းခရင်နဲ့ကြုံတွေ့ရပေမဲ့တလန်းချင်းဆက်ပြီးအာနာရှင်စနစ်တွေကြာဆောင်ရေးဒီဇိုင်းပဲမဆက်လက်လှုပ်ဆောင်သွားမယ်ဆိုတာပြည်သူတွေကိုထပ်မံအသိပေးချင်တယ်လို့မော်တော်မျိုးပြည်ရဲ့နောက်ပြည်သူတွေပေါ်တဲ့ရင်စကားပါထားပါတယ် ဆက်လက်ပြီးစစ်ကြောဖြစ်တဲ့ထိတိုက်ခိုက်ခံရတဲ့တမ33လောက်အခတ်တွေနဲ့ဝါသဝဘျူဇော်ဒီစစ်ကြောပြတ်တော်လားစကိုင်းနိုင်မှာစစ်ကြောပြတ်တဲ့ထိတိုက်ခိုက်ခံစစ်ကောင်စီတမ33လောက်အခတ်တွေနဲ့သင်္ကန်းဝေဝါသဝလောက်ခံဘျူဇော်ဒီတော့ဝင်ကျင်ပါစစ်ကြောကံဘလူနဲ့ခေယုံမြွနဲ့ဇက်ကိုဒီကနေ့မှာစစ်ကြောတို့ဘူရောက်လာလို့ခေယုံမြွနဲ့တရင်မှပြန်ကြိုက်ခွက်တောင်းရှိသူကပြောတယ်လရှိမှာခင်ဦးမြို့နယ်ဇက်ကာကံဘလူမြို့နယ်အိုင်ပိုင်ချောင်းကျရာကိုရောက်ရှိနေပြီးညရီတဆွေနေရာကြောင်းအိုင်ပောင်းချောင်းရွာပေါင်းဝင်နီနာကကျရာကုနေရာတက်မလဲထွက်ပြေးတိမ်းရှောင်နေရလို့ဆိုရဲခင်ဦးမြို့နယ်နောက်ချမ်းမူးမြင့်ရှိပတ် တက်တာပန်းတောင်မှာတက်ဆွဲခဲ့တဲ့ရေမျိုးပေါ်ကစစ်ကောင်စီတက်စစ်ကြောင်းကလည်းမြို့ပေါ်ပြန်လဲဆုတ်ခွာသွားပေမဲ့မူမြစ်ကူလေကရုတ်စိန်နာမှာကင်းမွန်နေပို့ချထားလို့တီးပေးတယ်။ဒါအပြင်ဒီကနေ့ညနေပိုင်းမှာမွာမျိုးနောက်မြောက်တိုင်းစစ်ဌာနကျောင်းနဲ့မိထီလာရှင်နဲ့နေတဲ့ကနေရေမျိုးပေါ်နဲ့ခင်မျိုးနောက်ဘက်ချမ်းကနေစစ်ကောင်စီတက်စကန်ချထားတဲ့ပြင်တော်ရွာကိုလက်နက်ပစ္စည်းလေးကြောင်းကနေပို့ဆောင်ပေးခဲ့လို့လည်းသိရပါဗျ။လက်တလို့စီအချင်းနေအကြောင်းမြင်တာတော်ဝတီမုံလောက် ကာဗိုနီရှိကြရတဲ့ကဒေသခံကျော်ကကြေးရတွင်မနေရကြသလိုအိုင်ပေါင်း600အပါဝင်ကြေးရဆရာကျော်ကဒေသခံတွေအတင်းဆောင်နေရလို့ဒေသခံဆက်ရှောက်တို့ကပြောပါတယ်။ဆက်လက်ပြီးပြည်တွင်းမှာစတားလင်32ရဲ့တိတာသာကြာစင်သောမြန်မာနိုင်ငံမှာစတားလင်အင်တာနက်32ရဲ့ရပ်ပိုင်းဒိဋ္ဌိတသာပြန်လည်ကြာစင်သွားခဲ့လို့သတင်းဌာနကဖော်ပြရတယ်။နေဆက်ခြေဆိုင်အွန်လိုင်းငွေကြေးလိမ်လည်မှုဂိုင်းတွေကစတန်လင်ဝန်ဆောင်မှုတွေကိုတုံ့ပြန်နေကြောင်းဆွဆဲချက်တွေထွက်ပေါ်လာခဲ့တဲ့နောက် Starlink မိခင် company Space Asia ကြောင့်ပြင်ခိုင်းနေရှိနေရလို့ယူဆရတဲ့နေမြေတွေမှာကိုရဲထောက်ပံ့မှုတွေကိုပြတ်တောက်ပြေခဲ့ပါတယ်။နေစံပါလိုက်တို့က Starlink မြန်မာနိုင်ငံမှာလူသုံးများဆုံး internet ကိုရဲထောက်ပံ့မှု company ဖြစ်ရည်တည်နေခဲ့ပါတယ်။နောက်ဆက်အပ်ပေးကြတဲ့အတွက်သူပင်ကျေးဇူးတင်ရှိပါတယ်ရှင်။